အားလုံးမင်္ဂလာပါခင်ဗျာ။ဧပြီလ10ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပြပါမယ်။သတင်းတွေထပ်ဆားလို့ရှိရင်ဒီနေ့မှတော့ဒါကျွန်တော်တို့ငလင်လှုပ်ခဲ့တဲ့ကာလတစ်လျှောက်ပေါ့နော်ကျွန်တော်ကြုံခဲ့တဲ့အရာတွေပုံများမယ်ပေါ့။အဲတော့ငလင်လှုပ်တဲ့အချိန်မှာကျွန်တော်နဲ့ကျွန်တော်လှုပ်ဖို့ကင်ဘတ်တွေတော်တော်များများကငလင်မိုးချက်နဲ့หนีတဲ့အမန်လေးမြို့ပေါ့နော်။လမ်း30ပေါ်ရောက်တယ်။ အဲတော်တော်လေးလဲကြောက်ရွံ့ကောင်းပါတယ်။ကဘာကြီးပြက်နေတဲ့အတိုင်းပါပဲ။အကုန်လုံးမိခိုးတွေတလူလူနဲ့ပထမဆုံးပြူကျသွားတဲ့တိုက်ကကျွန်တော်တို့မျက်စိရှိမှပြူကျသွားတာပေါ့နော်။အဲ့တော့တော်တော်သေးပြက်စရာကောင်းပါတယ်။ဒါပေမဲ့အဲ့ဒီသေးပြက်စရာကောင်းတဲ့ထဲကလေးစားဖို့ကောင်းတဲ့သူတွေလည်းအများကြီးတွေ့ရပါတယ်။တကယ်တမ်းကျွန်တော်နိုင်ငံတခြားနိုင်ငံတွေလိုမျိုးဟိုဤပညာ မြန်မာတိုးတက်တာအရင်မရှိပါဘူးเนาะအရင်လဲအသူများတွေလောက်ကောင်းမွန်တဲ့ဤပညာကျွန်တော်မပိုင်ဆိုင်ဘူးဒါပေမဲ့ကျွန်တော်တို့မှာစိတ်သက်ကောင်းနေပိုင်ဆိုင်ကြပါတယ်ငလင်လွတ်တဲ့ချိန်မှာအကုန်လုံးပြေလွှာနေကြတယ်ကျွန်တော်တို့ရှိတဲ့လမ်းမတွေပေါ်ဆိုရင်ចောင်းကကလေးတွေတအုပ်ကြီးပြေးလာကြတယ်အဲ့ဒီကလေးတွေက အဲ့အဲ့နေကြောင်းဆင်းပွဲရှိလို့ထင်ပါတယ်။ယာနဲ့ချီတယ်ပေါ့။ဆရာဆရာမတွေကလည်းသူတို့ကြောင်းသားတွေသူတို့ဆောက်ရှောက်တယ်။မိဘတွေကလည်းသူတို့ကလေးတွေပျောက်လို့လိုက်ရှာ။အဲ့ချိန်မှာမနေ့လုတ်ပြီးမနေ့ပိုင်းအကြမှာလူတွေအမ်ဘူလန့်ကားတွေနဲ့ထွက်လာတယ်။တချို့ဆိုရင်အမ်ဘူလန့်ကားတောင်မရှိပါဘူးเนาะ။အသေးမိုင်ကားတောင်မရှိပါဘူး။အဲ့လိုပဲယူနီဖောင်းလဲပြပြဝဝမဝထားပါဘူး။နော်ဟိုအတင်းကားဆိုပြီးတော့လေတခန္ဓာနာကားဒီပါဒီမရှိပါဘူး ကယ်ဆယ်ရေးပစ္စည်းအစုံမရှိတဲ့ brighter အတင်းသားများကျွန်တော်ရှိရနေကားတွေနဲ့တဝီဝီနဲ့ဖြတ်သွားနေ light truck light truck ကားတွေနဲ့ high jet တွေအဲ့လိုမျိုးတွေဒီလိုလူတွေကိုဒီလိုတွဲလောင်းလိုက်တဲ့အထဲမှာလူနာတွေနဲ့သွေးတန်တရရဲနဲ့ပုလို့ပက်လက်လန်နေတဲ့လူနာတွေအများကြီးကျွန်တော်ရှိရနေဖြတ်နေကျွန်တော်တော့သွေးပြက်နေဘာမှမသိဘူးငလီရဲ့ဗဟုချက်ကိုရောက်နေတာပေါ့မန်လီ တကယ်လှုပ်တဲ့နေရာဘိုးချက်နဲ့အနီးနားဆုံးရောက်နေတာပေါ့နော်တကယ်ဆိုနေပြီးတော့မှနေနေဆိုအားဖြူငလင်ဘိုးချက်နာတိရောက်တဲ့ခါကျတော့တိတိတတောက်ပို့ပြီးခံစားရပါတယ်အဲ့ဒီအချိန်မှာသူတို့လုံးဝမကြောက်နေဘူးဟိုက်ချက်ပေါ်ကနေပြီးတော့အဲ့လိုလူတွေသူ့လိုတလောင်းကဲနော်အဲ့လိုမျိုးလုံးနေချိန်မှာကျွန်တော်ကြည့်ပြီးတွေးလိုက်ပြန်တယ်ဟာငါဘာလဲမလှုပ်ပေးနိုင်ပါလားမလှုပ်ပေးနိုင်ပါလားလို့ပြောရင်မလှုပ်ပေးတတ်တာလည်းပါတယ်ကိုကတခါတလေမှ ဒီမြို့ကိုရောက်လာတဲ့အဲ့တဲ့ဘယ်နေရာမှာဘာရှိလဲတကယ်တမ်းတော့ကိုယ်လည်းမသိပါဘူးဘာလုပ်ပြရမှန်းမှလည်းမသိပါဘူးကို့မှာဘာမှလည်းလုပ်ပြနိုင်စွမ်းလည်းမရှိဘူးစိတ်ထဲမှာခံစားချက်တွေအမျိုးမျိုးရောထွေးပြီးတော့လူတွေအများကြီးအလေမှာမျက်ရည်မကြမြူဆိုပေမဲ့လည်းတကယ်တမ်းစိတ်ထဲဘလို့မှအဆင်မပြေဖြစ်ရတော့အောင်ထီကိုကျွန်တော်ဒါဒုက္ခရောက်နေခဲ့ပါတယ်တော့တော်တော်လေးအဆင်မပြေဖြစ်နေခဲ့ပါတယ် အဲ့ချိန်မှာဒီငလင်းနေလို့တော့ဗောဒါပေမဲ့ကျွန်တော်ဘာတူးလဲဆိုမန်လေးမှာငါဘလို့ဆက်နေလို့ရမလဲဘာဆိုဒီလောက်ထိငလင်းနေလို့တဲ့အချိန်မှာငါမန်လေးမှာဆက်နေလို့မရဘူးအဲအဲ့တော့ကျွန်တော်တို့သွားတဲ့အဖွဲတွေအကုန်လုံးတိုင်ပင်ပြီးတော့ငါတို့ပြန်ရအောင်မပြန်လို့မရငါတို့ဘယ်သူမှတောင်းအောင်မယူနိုင်ဘူးဒီချိန်နေထားမှာအကုန်လုံးကပြေးရလွားရနေဆိုအဲ့မတိုင်ခင်ကတော့ကျွန်တော်တို့ဒီရေတံဘူးတွေမုတ်တွေဝယ်ပြီးတော့တော့အဲ့ဒီငလင်းမေးပြေးလွားနေတဲ့သူတွေရဲ့လက်ထဲကိုဗောနော် အမောပြည်စီလို့ငါကျွန်တော်လုံးနိုင်တာဒါပဲရှိတော့ တော့ GNG မှာပတ်စံလဲပါညာလည်းမတွက်နေတော့ဘူးပြီးရေတံမှုဘလောက်ပြီးခံမှန်းကြီးပဲတွက်လိုက်တော့ရော့ယူတာဒီလောက်ရော့အကုန်လုံးလိုက်ဝေးတယ်ဒီလောက်ဒီလောက်တော့လုံနိုင်ခဲ့တယ်ပေါ့နော်ဒါမန်းလေးမှာကျွန်တော်ကြုံခဲ့တဲ့ငလေးပေါ့အဲ့ဒီကနေကျွန်တော်အဲညနေ3နာရီလောက်ဖြစ်တဲ့အချိန်မှာတော့ဒါစက်တိုက်လှုပ်နေတော့ညနေ3နာရီအထိစက်တိုက်လှုပ်နေတဲ့အချိန်မှာကျွန်တော်မန်းလေးကနေပြီးတော့နေပြီးတော့ပြန်တယ်ကျွန်တော်9နာရီ10နာရီလောက်ကားမောင်းရတယ်အဲ့ဒီကနေပြီးတော့ဒီဘက်ထိပေါ့နော်ကျွန်တော်ကားစီးရတယ်ပေါ့နော်ကားမောင်းရတော့မဟုတ်ရေမောင်းပါတော့အဲ့တော့အဲ့လောက်အကြာအထိကိုကျွန်တော် နေပြီးတော့ပြန်ရောက်တယ်ဒါမဲ့လမ်းတစ်ချောင်းလုံးကျွန်တော်ဂျုံခဲ့တယ်ဒီမြေသားနောက်ပြီးလို့ရှိရင်ကျွန်တော်ကြောင်မဲတစ်ချောင်းလုံးပေါ့နော်မိတီလာဟိုဘက်ကဒီကြောက်ဆယ်ပြော့ပွဲရမဲတဲ့အတချောင်းလုံးမှအကုန်လုံးပြက်စီးနေလမ်းနဲ့အကုန်လုံးပြက်စီးအိမ်တွေပြက်စီးလူတွေရိုးရိုးနဲ့မိသက်တရားလဲအာတော်တော်ကြီးလင်းတဲ့မီးတွေနဲ့ဖွင့်ပြီးတော့လူတွေကယ်ဆယ်နေကြတယ်အဲ့လိုအခြေအနေမျိုးတွေကျွန်တော်တို့ မြင်ခဲ့ရတယ်လမ်းတစ်လျှောက်လုံးအနိဋ္ဌယုံတွေပဲနေပြီးတော့ရောက်တဲ့အချိန်မှာညာ7နာရီကျော်နေပြီ7နာရီကျော်တဲ့အချိန်မှာဘာမြင်ရလဲဆိုနေပြီးတော့မရှိတဲ့လမ်းတွေအကုန်လုံးကလည်းအဲထက်ချမ်းတွေကွဲလုံးဝအက်ကွဲနေတဲ့နေထားတွေမြင်ရတော့လုံးဝဆုပ်ပြတ်တတ်နေတဲ့နေထားပဲဘယ်တော့မှမမြင်ဘူးတဲ့ အဲကျွန်တော်တို့ဒီအချို့သောဒီနိုင်ငံခြားဆက်ကားတွေထဲမှာကဘာပြတ်နေတဲ့ကားတွေရိုက်တဲ့ခါကြလို့ရှင်ကွိကောက်ပြီးရှောင်းသွားနေရတယ်လို့လမ်းတွေကပျက်စီးနေတယ်ဒီတော်တော်နဲ့တဲ့တော်တော်ကျေတဲ့เนาะအကွေချောင်းကြီးတွေကိုကျွန်တော်ရှောင်ရှားပြီးသွားရတဲ့အနေထားနဲ့မြင်ရတယ်ပေါ့အဲကျွန်တော်ပြန်ရောက်တယ်အဲ့ဒီညဒါကျွန်တော်အခန်းမှာကျွန်တော်အိတ်လို့မရပါဘူးအိတ်လို့မရတဲ့ခါကျတော့အပြင်မှာထွက်အိတ်တပြင်အောင်လေးမှာအိတ်တရက်တာ တညတာအလို့အိတ်လိုက်နောက်နေ့မနက်အချိန်ကြီးကလုံးဝမပြောင်းလဲသေးဘူးလူတွေတည်ဆုံးနေကြတယ်တန်ရာရရှိနေကြတယ်နောက်ငလေးနေစက်တိုက်လုံနေသေးတယ်တရင်လည်းကြားတယ်သိတယ်ဘာမှကိုကိုဟာနဲ့ကို response မလုပ်နိုင်တဲ့အနေထားပေါ့နော်အဲ့တော့တကယ်ချင်းကဖုန်းဆက်တယ်သူများတွေကြီးတောင်းနေကြပြီလုံနေကြပြီငါတို့တခုခုတော့လုံမှဖြစ်မယ်နေပါဦးငါအဆင်မပြေသေးဘူးတော်တော်လေးငါစိတ်အဆင်မပြေတဲ့အချိန်နေနဲ့ကြုံနေရတယ်ဒီလိုမျိုးတွေကြုံခဲ့ရလို့ပေါ့နော်အဲ့လိုတကယ်ချင်းကိုလည်းပြောပြတယ်တကယ်ချင်းက โอเคရတယ်ထားလိုက်ဆိုတော့နောက်နေ့လည်းကြာသူထပ်ဆက်တော့ကျွန်တော်ပြောတယ်ငါတို့หนีလို့မရတော့ဆိုပြီးတော့ကျွန်တော်ထပ်ပြီးတော့ချက်ချင်းပဲရည်တန်းဆက်တွေပြေးပါညာပြေးပြီးတော့အိမ်မှာရည်ငတ်တဲ့ဘောနော်တောက်ရည်လိုအပ်တဲ့သူတွေအတွက်ကျွန်တော်စပြီးလှူရှာတယ်ပေါ့အဲ့ဒီမှာဘုံဘုံလည်းပြောရင်ဒီတာကိုရင်ဆိုင်ဖို့အတွက်ဒါကျွန်တော် ပေးနာမှာပေါ့နီးနာမှာရှိတဲ့သူတွေအများကြီးကျွန်တော်တို့အထောက်အကူဖြစ်ပါတယ်သူတို့ကချက်ချင်းပဲရော့ဘလောက်ရော့ဘလောက်ဆိုပြီးတော့ကျွန်တော်ပြီးပြီးစပါတယ်အရင်ကအကုန်လုံးခက်ခဲနေတာကျွန်တော်တို့အနေနဲ့ပြောရမှာဆိုရင်ဟောကျွန်တော်တို့လှုပ်ရှားမှုတစ်ခုလုပ်တိုင်းမှာအမြဲတမ်းဒီမန်လေးနဲ့ရန်ကုန်ကကျွန်တော်ရဲ့ဒုနာအများဆုံးအဲတခြားမြို့နယ်တွေရမှာကျတော့ဒီကြီးမားတဲ့ဒုနာတွေကတော့အနှဲငယ်ပဲရှိတော့ပေါ့။ပြီးတော့နေပြီးတော့ပေါ့နော်။အဲ့လိုနေရာတွေမှာထိသွားရဆိုရင်ကျွန်တော်တို့ကလှုပ်ရှားတဲ့ခါကျတော့ဘာမှမလုပ်နိုင်တဲ့တော့အကုန်လုံး ထုတ်ထုတ်ထုတ်ပြီးတော့သာသုံးရသလောက်သာလုတ်ပြတော့ဆိုတဲ့သဘောမျိုးနဲ့ထွက်ရတာပေါ့နော်အဲ့တော့လုတ်ထားလုတ်တဲ့ခါကျတော့အတက်နိုင်ဆုံးလုတ်တယ်သူဗာမြင်ရလဲဆိုတော့နေပြီးတော့မှာပေါ့ဒီမှာနည်းနည်းတော့အပိုင်းခွဲပြီးပြောရမယ်အဲ့ဒီမှာနေပြီးတော့မှာဒီဝန်တိုင်းအင်ယာတွေပြူကြပျက်စီးမှုတွေတွေမှာဒီအောက်တစ်ထပ်တစ်ထပ်ပျောက်သွားတဲ့ဟာတွေအများကြီးတွေ့ရတယ်ပေါ့နော်အဲအဲ့ဒါကဘယ်သူမှလည်းပြပြောလို့မရပြောဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီဥဒ္ဒရာတိတိပင်လုံးစီးုံသွားတဲ့အချိန်မှာ ပင်လုံစည်းရုံရဲ့ဒုထေကြီးကတော်တော်ကြီးမားတယ်။ဒါတော့မှလုံးဝပြိုကျသွားတဲ့အနေအထားဆိုတော့တာမန်လောက်ဒီကန်ထိုက်မကောင်းဘူးတို့ဘီလက်မီခိုးတယ်တို့ဘာတို့ဒါတွေလျှောက်ပြောနေရမယ်အနေအထားမဟုတ်ကျွန်တော်တို့တို့ဒီတကယ်ဆိုးွားတဲ့မြင်းကလေးတခုတကယ်ပြင်းထန်တဲ့မြင်းကလေးတခုနဲ့ကျွန်တော်နိုင်ငံသားတွေကြုံခဲ့ရတယ်ဆိုတာကိုဒီကြဘောလက်ခံမှာဖြစ်တယ်။ဘလူးမဒီငလင်ကြောထဲမှာတက်တက်ရောက်နေတဲ့သူတွေကဘလူးမမလွတ်နိုင်တဲ့အနေအထားကိုကျွန်တော်ရင်ဆိုင်ခဲ့ရတယ်ဆိုတော့လက်ခံမှာဖြစ်တယ်ပေါ့နော်။ဒါတော့ကျွန်တော်တို့ဘလူးမငြင်းလို့မရဘူးပေါ့။ အဲအဲ့ဒီမှာမြင်ကလင်းနဲ့ပတ်သက်ပြီးတော့နံပါတ်၁စင်ခုံမှုပြည်သူလူထုရဲ့အခက်ခဲပေါ့နံပါတ်၁ကရေမီးပေါ့နော်ဒီလိုချင်းနေအဓိကတော့မီးပေါ့မီးမရရင်ရေမတင်ဘူးပေါ့ရေတင်လို့မရဘူးရေတင်လို့မရရင်ပြည်သူတွေရေနဲ့ပတ်သက်ပြီးဒုက္ခရောက်မှာတောက်ရေသုံးရေဒါတွေဒုက္ခရောက်မှာပေါ့အဲ့တော့ကျွန်တော်ကျွန်တော်ရေတွေလိုက်ပြီးပို့ပေးတယ်ပေါ့တောက်ရေသုံးရေလိုက်ပြီးပို့ပေးတယ် အတိပါတယ်ကျွန်တော်အကောက်တွေကသူတော်တော်များများမရဘူးဆိုလို့ရှိရင်ကျွန်တော်တို့တို့ရှိတဲ့နေရာတွေအထိတတိုင်လုံးတော့တို့ပပတ်လေးတိုက်တယ်အကုန်လုံးဆိုကျွန်တော်လိုက်ပို့ပေးပါတယ်ဒါနဲ့ပတ်သက်ပြီးတော့လည်းတိတ်ပြီးတော့လည်း line ပေါ်မှာတင်လေးပြောလေးမရှိပါဘူးမရှိဘူးဆိုတာလည်းတော်ကြံနေကြလို့ရှိရင်ကျွန်တော်အားဒါနဲ့ပတ်သက်ပြီးကုန်းစားတယ်ဘာညာဖြစ်မှာဆိုတော့ကိုလုံးနေတယ်ဘယ်သူမှတိဖို့မလိုဘူးတကယ်ထိရောက်သွားဖို့ပဲလိုတယ်အဲကျွန်တော်အတွင်းနဲ့ကျွန်တော်လောက်တာအဲ့တော့အဲ့လိုပဲလုပ်ခဲ့တယ် အဲတိတ်ပြီးတော့ social media မှာတင်ပြီးတော့လည်းကုန်မစားဘူးတခါကျတော့လည်းပြန်ပြီးတော့ပြတာရှိရပေါ့ဒီလောက်ဒီလောက်လုတ်ခဲ့တယ်ဆိုတဲ့အကြောင်းဒီလောက်ပါပဲပိုကြီးကြီးမားမားကြီးဟိုစာဖွဲ့ပြီးတော့ရေးမနေဘူးပေါ့နော်ဒါဒါမျိုးတွေတော့လုတ်ခဲ့တယ်ပေါ့ဒီမှာစိန်ခုံမှုကဘာတွေဖြစ်လာလဲနံပါတ်1ချက်ကကျွန်တော်နိုင်ငံရဲ့စိန်ခုံမှုကကျွန်တော်ရဲ့အများအပြားထိခိုက်တံရရသွားတယ်ဒီစကိုင်းပြက်လို့ပေါ့ဒီစကိုင်းပြက်ရကျော်တစ်ခုလုံးကျွန်တော်တို့ ထိခိုက်ခဲ့တာဖြစ်တဲ့အတွက်မြန်မာနိုင်ငံမှာရှိနေတဲ့ rescue team တွေအနေနဲ့ဒါကိုဘယ်လိုမှဟန်တာမလုပ်နိုင်ဘူးဘယ်လိုမှတောင်မထိန်သိမ်းနိုင်ဘူးဘယ်လိုမှမကင်တွယ်နိုင်ဘူးဒါတော့လက်ခံရမယ်နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့စီမှာရှိတဲ့လူအင်အားနဲ့တကယ်ဖြစ်ပျက်သွားတဲ့နေရာနဲ့ရှင်မဆိုရင်တယောက်တစ်ခုနေရာတစ်ခုပေါ့နော်ပျက်စီးသွားတဲ့နေရာတစ်ခုကိုလူတယောက်ထားမယ်ဆိုရင်တော့မှဒါဒီကယ်ဆယ်ရေးဖွဲ့အနေနဲ့မလုံလောက်ဘူးဒါတော့ကျွန်တော်လက်ခံပြရမယ်အဲ့ဒီမှာဘာဖြစ်လဲဆိုတော့ဝေဖန်ကြတယ်ပေါ့လူမှုကွန်ရက်တွေမှာမြင်တယ် အာလူတက်ဖို့တော့လက်နက်ရှိတဲ့အတိုင်းပြီ လူကယ်ဖို့လက်နက်မရှိတဲ့အတိုင်းပြီဆိုတော့လာခဲ့ဆံမှာဒီနေရာမျိုးမှာမြန်မာနိုင်ငံထက်တာတယ်ဆိုတော့ထိုင်းနိုင်ငံကဒီနေရာမျိုးမှာရှိတယ်ဆိုရင်လည်းသူတို့မကယ်နိုင်ဘူး။ဘာကြောင့်လဲဆိုသူတို့နိုင်ငံမှာစုဖွဲ့ထားတဲ့စုဖွဲ့အင်အားကဘယ်လောက်ရှိမှာလဲ။သူတို့တထောင်ရှိမှာလားတထောင်ရှိမှာဆိုရင်လည်းအခုပြက်စီသွားတဲ့အဆောက်အဦပြိုကျသွားတဲ့ပြက်စီတွေအောက်မှာပြိနေတဲ့ပြည်သူလူထုကို နေရာစီအနှံ့စီကဲဖို့ဆိုတာဘလုံးနည်းနဲ့မှမဖြစ်နိုင်ဘူး။နီးပညာဘလောက်ပဲခင့်မိတယ်ဆိုတော့ညာလဲမနိုင်ဘူး။ဘာကြောင့်လဲဆိုကျွန်တော်တို့ရဲ့ပျက်စီးမှုနှုန်းကအင်မတန်မှအလျားရှိတယ်။စကိုင်းတိုင်းဒေသကြီးစကိုင်းမြို့ကနေစပြီးတော့မန္တလေးတိုင်းဒေသကြီးကနေရာအနှံ့ပြမန္တလေးတိုင်းဒေသကြီးမြို့ပေါ်ကနေရာအနှံ့ပြပေါ့။အဲ့ဒီမှာမှဒါကဒီဘက်ဆင်လာလို့ရှိရင်တော့ကြောက်ဆယ်တို့တော့ဒီဘက်ချမ်းဆိုမြင့်ငယ်တို့မြတ်တာတို့ဒီဘက်ချမ်းဒီပျော်ပွဲတို့ရမဲသိန်းတို့တို့ထိခဲ့တာ။အဲ့ဒီမှာမန္တလေးတို့ဆိုတက်ကုန်းမှာလဲ ဖြစ်တယ်။ The Manly ဒီနေပြီးတော့ပြင်မနာစားဖြစ်ပေါ့နော်။တောက်လျှောက်ကြီးဖြစ်လာတာ။အဲ့ဖြစ်လာတဲ့နေရာမှာပါတာမန်ပေါ့တည်တည်မဟုတ်ဘူး။တော်တော်ကြီးကြီးမားမားဖြစ်တဲ့ခါကျတော့လူတွေကတော်တော်တော့ပြန်ပြီးမလှည့်နိုင်တော့အဲ့ချက်မှာကျွန်တော်ကျေးဇူးတင်ပါနိုင်ငံတကာအဖွဲ့အစည်းတွေပေါ့ကျွန်တော်တို့ကိုယ်တိုင်လည်းအခုသွားလာနေတဲ့အချိန်မှာဘင်္ဂလားဒေ့ရှ်တွေ့တယ်ဖိလစ်ပင်း၊အင်ဒိုနီးရှား၊ PNN ၊မလေးရှား၊စင်ကာပူဒီနိုင်ငံတွေနဲ့တွေ့ခဲ့ရုရှားနဲ့တော့မတွေ့ဘူးနောက်ပြီးဘူတန်ပေါ့ဘူတန်နဲ့တွေ့ရပေါ့နော်ဒီဒီလိုနိုင်ငံတွေတွေ့တဲ့အချိန်မှာကျေးဇူးတင်ကြအောင် တတိယရာပြောပါတယ်ကျွန်တော်နိုင်ငံကိုလာပြီးတော့ကူညီတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောပါတယ်ကျွန်တော်ပြောတတ်တာလောက်ပဲလေဂျာကြီးကြီးကြီးမားမားလည်းကျွန်တော်ပိုလိုလမ်းပြောတတ်ဘူးကျွန်တော်ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းတော့ပြောနိုင်တယ်အဲကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းလည်းဆွဲနှုတ်ဆက်ပြီးပြောတယ်ကျွန်တော်ပြောနိုင်တယ်လောက်ပေါ့နော်သူတို့ကိုကျေးဇူးတင်တဲ့ကျွန်တော်အမူအရာပြနိုင်တယ်လို့ကျွန်တော်ပြကြတယ်ပေါ့ဒါကကျွန်တော်လုတ်ပြရမယ့်ကိစ္စပေါ့ကျွန်တော်သူတို့ကောင်းပြရတယ်ပေါ့ပြီးလို့ရှိရင်ကျွန်တော်နိုင်ငံကိုလာကူညီတဲ့အထဲမှာကျွန်တော်ခွဲရမှာကနှစ်မျိုးရှိတယ်တစ်မျိုးက ဟိုဒီကုညီကေစေရှာဖွေကုညီကေစေအဖွဲ့နောက်တစ်မျိုးကကျတော့ကျွန်တော်တို့ဒီစေကုသရေးအဖွဲ့ဆိုတော့အဲ့ဒီမှာအခုကုညီကေစေကြီးကိစ္စတွေကပြီးဆုံးသွားပြီပြန်သွားကြပြီမစင်ဘူးပြန်လာရယ်စင်ဘူးပြန်တော့သူကုညီကေစေပစ္စည်းတွေကိုမြန်မာနိုင်ငံကိုပြန်ပြီးတော့ဒီမြန်မာနိုင်ငံမိသက်တက်ဖွဲ့ကိုပေးခဲ့တယ်ပေါ့နော်အဲ့လိုပဲအခြားအချို့သောနိုင်ငံတွေလည်းဒါပြန်ကြပြီပေါ့ကျွန်တော်တို့ဒီနေပြည်တော်ကဒီကြောက်စိမ်းမြို့တော် ဟိုတယ်ကိုသွားတဲ့အချိန်မှာအဲ့မှာအင်ဒိုနီးရှားကနောက်နေ့ပြန်တော့မယ်ဆိုရင်မှမိသက်တက်ဖွဲ့နဲ့စူပေါင်းတက်ပုံရိုက်ကြတယ်ပေါ့နော်အဲဒီလိုခြေနေမျိုးတွေမြင်ရတယ်ပေါ့။ဘာဖြစ်ကျွန်တော်တို့ကဒီနိုင်ငံတကာရဲ့ဒီကူညီထောက်ပံ့မှုမှာဒါပုံဝင်လေးပြောရရင်တော့အတိုင်းအတာတစ်ခုထိကြီးကြီးမားမားမဟုတ်ရင်တော့အတိုင်းအတာတစ်ခုထိကျွန်တော်ရတယ်။နော်။ကမ္ဘာနံပါတ်1နဲ့3လို့ပြောလို့ရတဲ့အမေရိကန်နော်တရုတ် ရုရှားအိန္ဒိယအလေးထိပေါ့နော်အဲ့လိုပြောလို့ရတယ်ပေါ့အဲ့လိုနိုင်ငံတွေအာရှမှာအင်အားကြီးတဲ့နိုင်ငံလို့ပြောလို့အင်ဒိုနီးရှားပြီးလို့ရှိရင်စီးပွားရေးတောက်တင်းလို့နိုင်ငံလို့ပြောလို့ရတဲ့စင်ကာပူလိုမျိုးမလေးရှားလိုမျိုးနိုင်ငံမျိုးတွေချက်ချင်းပဲရောက်ချလာတယ်ကျွန်တော်နိုင်ငံမှာဝင်ပြီးတော့အကူအညီပံ့ပိုးပေးကြတယ်သူတို့ကျွန်တော်တို့ဘယ်အချိန်မှဖြစ်ဖြစ်ကျွန်တော်ကျေးဇူးတင်နေရမှာဖြစ်တယ်အဲ့တော့သူတို့ကူညီကယ်ဆယ်ခဲ့တဲ့ပျက်စီးနေတဲ့ဆောက်ဦးတွေအော်လူပေါင်း300ကျော်နော်အဲ့လိုပဲ ဒီ dead body တွေသူတို့ရှာဖို့တွေ့ရှိခဲ့တယ်။ကျွန်တော်မျက်စိရှိမှနေသူတို့ဆွဲထုတ်နေတဲ့သူတွေလည်းကျွန်တော်တွေ့ရှိခဲ့တယ်။ဒါကျွန်တော်ကြုံခဲ့တဲ့အရာတွေပေါ့နော်သူသူတို့ကိုယ်တိုင်ကျွန်တော်တို့ပြီးတဲ့ဘယ်လိုပြောမလဲအိမ်နီးချင်းကောင်းဒါမှမဟုတ်ရှင်မိတ်ဆွေကောင်းတွေရဲ့လက္ခဏာတွေသူတို့ပြသခဲ့တယ်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ကလည်းအဲသူတို့ကိုတည်တည်ကြည်ကြာလေးတွေ့ရင်တွေ့တဲ့နေရာမှာနှုတ်ဆက်တဲ့ကျေးဇူးတင်ကြောင်းပြောတယ်။အပြန်တဲ့အဖွဲ့တွေကိုလည်းတည်တည်ကြာလေးဂုဏ်ပြုနှုတ်ဆက်တာတွေလည်းတွေ့ရတယ်။ဒါကျွန်တော်နိုင်ငံတော်ကသင်ခန်းစာယူရမယ့်အရာ။ နမူနာယူရမယ့်အရာလည်းဖြစ်တယ်။ကျွန်တော်နိုင်ငံသားတော်တော်များများလည်းဒါကိုသိနေကြပြီ။ဆိုတော့အဲ့မှာစိန်ခေါ်မှုတစ်ခုကဘာလဲဆိုတော့တရင်လူတည်တယ်မှာပေါ့။နုတည်မှာကတော့ဘာလဲဆိုတော့အညာ7နိုင်ထူလို့ရှိရင်နောက်ထပ်ဒီထက်ပြင်းထန်တဲ့ငလျင်တန်ပွိုက်ကြော်တဲ့ထိငလျင်နှုတ်မယ်တို့ဘာလို့ဆိုပြီးတော့အာတရင်နေထွက်တယ်။အမှဖုံမောင်း3600လောက်ဝင်လာတယ်။ဟုတ်လားမဟုတ်လားအတီးပြုတ်ပြေးပါအောင်ဆိုတော့တကယ်တော့တာမန်လူတွေပြဿနာမဟုတ်ဘူး။ကျွန်တော်တို့ဆိုရင်အမှမနေမနာဖြစ်ပြီ။ကျွန်တော်ကညချိန်မှာဖုံးပိတ်လေးပိတ်ထားမှရှိဘူး။ เนาะลาเนี่ยพงบดุเลยอี้จีลากายเนบาอกุญีมาลุนี่ล่ะอกุญีลุนี่น้องเนี่ยจะจองยีมาตั้วตัดยามล่ะทําไมมาตั้วจีอ่ะมล่ะดิโลนี่ถ้าမျိုးเนี่ยบ่เนาะตะไหนตะไหนตะหลอกพงเลดิกายเนกันไหนก็จะတော့บ่ฮู้ญาติจะรู้สิงงานเรียนบลาหลุ่มมั้ย7ไนทูยสอบป่ะดิโลฉินนี่မျိုးตะดิ้นหมายเลยปิดูริยาမหนีกองจีนนี่မหนีอ่ะซาก้องจีนไม่ซายาอะหลุผิดแต่คาจะตะดิ้นสุตะดิ้นมาริยะดันโขแขยอ่ะไอ้หลุเว้ยတဲ့နုတဲ့မာတပ်ပိုးဆိုးတဲ့နိုင်ငံတကာကနေပြီးတော့ပြည်တွင်းမှာ လုံနေတဲ့အခြေအနေပေါ့မူစီပဲစီးတော့တော့မသိပဲနဲ့ခြေချင်းမြင့်မြင့်နားမလဲပြည်တွင်းချောင်းခြေချင်းမြင့်နားမလဲပဲနဲ့အပြင်းနဲ့ဝေဖန်တယ်။ဟောစစ်တက်ကဘာလုံးနေလဲ။နောက်ပြီးလို့ရှိရင်အဲ့ထက်ပိုဆိုးတဲ့ဝေဖန်မှုကဟောဥပမာဒီတီလကူဆရာတော်ပြီးလို့ရှိရင်ဒီဆရာတော်အရှင်စေကိန်းသားပေါ့။အဲ့ဆရာတော်တွေဘယ်ရောက်နေလဲဆိုပြီးဝေဖန်။အဲ့ဆရာတော်ကြီးတကယ်ကိုမြေပြင်မှာအလုပ်ဖြစ်အောင် run နေတဲ့ဆရာတော်ကြီးစကိုင်းမှာဘယ်လိုလုပ်နေလဲမန်းလေးမှာဘယ်လိုလုပ်နေလဲလူတိုင်းသိတယ် အဲ့လိုတည်နေအနေထားမှဒီလိုပြောတယ်ပြောတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့ဒီတစ်ခေါက်မှာပြည်သူတော်တော်များများရဲ့အဖွေပန်ခြင်းကိုသူတို့ခံရတယ်ကျွန်တော်အဲ့ဒါနဲ့ပတ်သက်ပြီးဘာမှမတားနေဘူးเนาะဒီလောက်နဲ့သူတို့ကပြီးသွားတာမျိုးတော့မဟုတ်နေသေးပါဘူးဆိုတော့လက်ရှိအစိုးရဒီငလျင်နဲ့ပတ်သက်ပြီးတော့ response ကိုသူတို့ဒါအဖွေပန်တိုက်ခိုက်တယ်အစိုးရကျွန်တော်ပြောသလိုပဲကျွန်တော်နိုင်ငံတည်းပူတာတဲ့ထိုင်းစင်ကာပူဆိုလို့ရှိရင်အမှ ဒီထက်ပိုဆိုးရင်တော့ဆိုးသွားနိုင်သေးတယ်ဂျပန်ကတော့ကျွန်တော်ပြောဂျပန်ကတော့တောက်လျှောက်သူတို့ဒီငလင်နဲ့ပတ်သက်ပြီးတောက်လျှောက်ပြင်ဆင်လာတဲ့နိုင်ငံတစ်သလုံးငလင်နဲ့ခံလာရတဲ့နိုင်ငံဖြစ်တဲ့အတွက်ဂျပန်ကတော့ကျွန်တော်သွားရှင်းလို့မရဒါပေမဲ့ဟိုကျွန်တော်တို့လက်ရှိကြုံနေရတဲ့အနေအထားမှာလက်ရှိအစိုးရနော်တက်မတော်ဟိုမြန်မာနိုင်ငံရဲ့တပ်ဖွဲ့မိသက်တပ်ဖွဲ့ရှိတဲ့ဌာနဆိုင်ရာအသီးသီးအဖွဲ့ဝင်တွေအကုန်လုံးသူကြရတာမို့အကုန်ထမ်းဆောင်ကြတယ်နောက်နောက်ပြီးတော့ကျွန်တော်ကြည်ကျမကြီးဝန်ကြီးဌာနပါ အကုန်လုံးကြက်တောင်ဝန်ထမ်းဆောင်ပြီးတော့နိုင်တဲ့ဝန်တွေဝန်ထမ်းပေးကြတယ်။အဲ့ဒီတည်းမှာအထူးကျေးဇူးတင်ရမှာ ကျွန်တော်တို့ပြည်သူတွေကျွန်တော်ပြည်သူတွေက ရေဘေးမီဘေးဘယ်လိုဘေးမျိုးနဲ့ပဲကျွန်တော်အချင်းချင်းအမြဲတမ်းကုညီရိုင်းပွင့်မှုအတွက်လမ်းမောထွက်လာကြတယ်။ချက်ချင်းပဲချက်ချင်းပဲဘယ်တော့မှမချဘူးချက်ချင်းပဲ မင်းဒီပိုင်စက်ကမိုင်းတွေမှာကျွန်မနေ့မတည့်ရတဲ့အချိန်မှာပြည်သူတွေအကုန်လုံးလမ်းမောရောက်လာဘယ်သူကိုဘယ်သူဆွဲရမလဲကိုအသက်ကိုပဓာနာမထားဘဲနဲ့ကိုညီကြတဲ့ကျွန်တော်တို့ပြည်သူတွေရှိတယ်အဲ့လိုပဲအဲ့ဒီအချိန်မှာမှအယောင်နဲ့မခွဲကြဘူးမင်းစစ်တပ်ကအာဏာထိန်းထားလားတင်းထားလားအဲ့ဒါကယူမဆိုင်ဘူးအတူတူတွဲပြီးတော့ဆွဲထုတ်မယ်ဆိုတော့ဒါပူပေါင်းပြီးကိုညီရတဲ့သူတွေအများကြီးရှိတယ်နော်စစ်တပ်ကတက်မှာတက်ကြီး ထထချံကွဲသွားပြီးပြုတ်နေတဲ့အချိန်မှာတော့မအပြင်ထွက်ပြီးလုတ်ပြီးနေတဲ့အနေအထားမျိုးတွေကျွန်တော်ကြုံတယ်ကျွန်တော်မြင်ရတယ်သိနေတယ်ဒါမှလည်းဘာဖြစ်လဲဆိုတော့ဒီပြည်ပြင်းမီဒီယာတွေရဲ့ဖော်ပြချက်တွေမှာကျတော့စစ်တပ်ကဘယ်လိုဖြစ်တယ်ဘယ်ဟောဖြစ်တယ်မကူညီဘူးလားဆိုတော့စစ်တပ်ကဒီနေ့29ရက်နေ့စီးရေးပြတယ်28ရက်နေ့မှာငလင်းလုတ်တယ်မပြန်ရသေးဘူးအဲ့နေ့တရုတ်သူတို့အွန်ဂျူတီပေးထားတယ်အဲ့ဒီစစ်စစ်ကြောင်းတွေမပြန်ရသေးဘူးနောက်နေ့ချက်ချင်းအဲ့ဒီလူတွေအကုန်လုံး ကယ်ဆယ်ရေးလုပ်ငန်းတွေထဲမှာအကုန်လုံးအုတ်တချက်နဲ့နိုင်တဲတပွင့်နဲ့နိုင်ဝင်ပြီးတော့ဝင်ကူညီကြတယ်။ဒီပြောနေတဲ့ချိန်ထိမပြန်ရသေးတဲ့စစ်ကြောင်းတွေအများကြီးရှိတယ်။နောက်အဲ့ဒါစစ်တပ်ကိုဖောင်းထုတ်မယ်ဆိုလို့ရှိရင်အဲ့ဒီကြောင်းတွေတော့တိဖို့လိုမယ်။အဲ့တော့တောက်လျှောက်စီးပြမှာတို့အမောင်းခံထားရတယ်။နော်တောက်လျှောက်လားနဲ့ချီပေါ့။တလာနီးပါလောက်မောင်းခံထားရတယ်စီးပြရတယ်ပြင်ပန်းထားရတယ်ဒါမဲ့လေတကယ်တမ်းဖြစ်လာတဲ့ချက်မှာသူတို့ကဝင်မေးကူညီတယ်နောက်ခုပြောချင်တာက တော့တမတော်သားတွေဝင်ကူညီတယ်သူတို့နိုင်တော့သူတို့ကူညီနေတာပဲလူတွေတဲထုတ်ဝိုင်းတဲထုတ်ဝိုင်းဆွဲထုတ်လောက်တော့သူတို့လုံနိုင်တယ်ဒါသူတို့လုံနိုင်တဲ့အတိုင်းဒါပဲသူတို့ဒီဒီအုပ်ပုံကြတဲ့နေလူတွေဆွဲထုတ်ဖို့အတွက်တင်နန်းပေးထားတာတစ်ချိန်မှမရှိခဲ့ဘူးဒီလောက်ထိသူတို့လုံနိုင်တာကိုပဲသူတို့ချီကျူးအောင်အဲ့လိုပဲရေတက်ဖောက်ဝင်နေနော်သူတို့တခါမှအုပ်ပုံကြတဲ့လူတွေကိုဘယ်လိုဒီဟိုက်ဒရိုလစ်ကတာတွေနဲ့ဖြတ်ဒါမှမဟုတ်အီလက်ထရောနစ်ကတာတွေနဲ့ဖြတ်လူပြက်ဖြတ်ထုတ်ပြီးလူတွေကိုဆွဲထုတ်အောင်မလို့သူတို့ဘဝမှာတခါမှတင်နန်းမပေးထားဘူး အဲ့တော့အဲ့အတွက်သူတို့သွားပြီးဝေပိုင်းလဲအပူပဲဖြစ်မှာသူတို့ဒီလောက်ထိဝိုင်းလုတ်ပေးတယ်ဆိုတာပဲသူတို့အတွက်ကျေးဇူးတင်ရမယ်အဲ့လိုပဲကျွန်တော်တို့ပြည်သူတွေတခါမှဒီရာနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံမရှိဘူးတင်တန်းတခါမှသူတို့မပေးထားဘူးဒါပေမဲ့သူတို့လုံနိုင်နေဆိုတဲ့အတိုင်းဒါနဲ့ပဲသူတို့ကျွန်တော်တို့ကကျေးဇူးတင်ရမှာဖြစ်တယ်ဒီလိုခက်ခဲနေတဲ့အချိန်မျိုးမှာတမတော်သားရေတပ်ဖွဲ့ဝင်မိသက်တပ်ဖွဲ့ဝင်ကျမကြီးဝန်ထမ်းပညာရေးဝန်ထမ်းဘယ်သူမှမဆို့ တစည်းနဲ့နိုင်တစည်းတော့ကြိုက်တဲ့လောက်ဘလို့ပဲလုံနေလုံနေလုံတယ်ဆိုရုံနဲ့တည်းကျွန်တော်တို့ကျေးဇူးတင်ရမှာဖြစ်တယ်အကုန်လုံးကခက်ခဲနေတဲ့အခြေအနေမျိုးဖြစ်တယ်ပေါ့နော်ဒါကပြည်ပြင်းမီဒီယာတွေရဲ့ဝေဖန်မှုနဲ့ပတ်သက်ပြီးကျွန်တော်ပြောတာဖြစ်ပါတယ်အဲ့တော့နောက်ခုကျတော့ကျွန်တော်ဗာပြောမှာလဲဆိုတော့ကျွန်တော်တို့ဒီဒီငလျင်အချိန်ဖြစ်တဲ့အချိန်မှာနိုင်ငံတော်ကနေပြီးတော့လာမယ့်အဲဒီဧပြီလ20ကျော်အထိကိုအပြစ်ခတ်ရစေးကြီးလှုပ်ထားတယ် เนาะတိုက်ပွဲတွေမှာဒီတက်မတော်ကနေထိုးစစ်မလုပ်ဘူးသူတို့ရှိတဲ့နေရာတွေမှာသူတို့ရက်နေမယ်အဲဒီလိုထိုးစစ်မလုပ်ပဲနဲ့ကြီးညာထားတယ်ပေါ့အဲ့အချိန်မှာမှဒီတောင်ကျန်းသူတွေဘက်ကနေအင်အားစုစည်းတာเนาะပြည်သူတွေကိုအဓမ္မအနိုင်ကျင့်ပြီးတော့လူတွေလူသစ်စုဆောင်းတာတက်မတော်စခန်းတွေကိုဝင်ရောက်တိုက်ခိုက်တာရွာတဲ့တွေကိုဝင်လာတာဒီလိုမျိုးလေးဆိုလို့ရှင်တော့တံမြန်တိုက်ခိုက်မယ်ပေါ့နော်ခုခံတိုက်ခိုက်တဲ့အနေထားမျိုးလုပ်မယ်ဆိုပြီးတော့ကြီးညာထားတယ်ဒါမဲ့အဲ့ဒါကအရာမရောက်ဘူးတောင်ခန်းဒေသမှာတော့တိုက်ပွဲဆင်တယ် ဒီအခြေအနေကိုခွင့်ကောင်းယူပြီးသူတို့မတိုက်လောက်ဘူးတက်ကမတိုက်လောက်ဆိုပြီးတော့နော်ဒီ900เนี่ยနော်ဒီအဲ့ဒါဘယ်လိုခေါ်လဲအမြောက်မဆာဒီအမြောက်ဒီအမြောက်စစ်စင်ကိုကယ်ရေးလာမသိဘူးအဲ့ဒီတက်ကိုတိုက်တယ်နော်900နဲ့လာမသိဘူးအဲ့တက်ကိုတိုက်တယ်အဲ့တက်ကိုတိုက်တယ်အဲ့လိုပဲညောင်ကျိုးတိုက်ပြီးတဲ့ချိန်မှာညောင်ကျိုးပိတ်ပြီးတိုက်ပြတယ်ဒါဒါကျွန်တော်တို့တကယ်လက်ကြားနေတဲ့တည်နေနေပြီးမှာအဲ့ကြားတဲ့အချိန်မှာအော်ဒီလိုပါလား ဒီစိတ်မရှိပါလားဆိုတဲ့အတွေးမျိုးကျွန်တော်တွေးမိတယ်။ဒါမဲ့လည်းတဘုံကတဘုံတွေးပဲတွေးမှာပဲ။အခွင့်အရေးရတယ်လို့ယူမှာပဲ။နော်တဘုံကတဘုံတွေးပဲတွေးမှာပဲ။ဒါမဲ့ဒီကေတန်းဖော်ပြတဲ့အချိန်မှာဒီပြည်ပြင်းမီဒီယာတွေဖော်ပြတဲ့အချိန်မှာနော်တက်ကလေချောင်းတက်ခိုက်နေတယ်။ငလင်လို့တဲ့အချိန်ကြီးမှာတော့နောင်ချူမှာလေချောင်းတက်ခိုက်တယ်။နော်ပြီးလို့ရှိရင်ညောင်ချိုးမှာလေချောင်းတက်ခိုက်တယ်။ဒါမဲ့အောက်မှာသူတို့ရဲ့အဲ့လိုဘလူးကော့ ဒူးမနာသားလို့ပြောမယ်အဲ့ဒီမီဒီယာဒူးမနာသားလို့မဟုတ်ဒူးမနာတဲ့အဖေတွေလာတိုက်နေတာတော့မှသူတို့မသိဘူးအဲ့ဒါကြတော့မဖော်ပြပဲနဲ့တိမ်မြှုပ်ထားပြီးတော့ဒီပြည်သူတွေပြည်သူတွေကိုတိုက်တဲ့ပုံစံမျိုးပေါ့ငလင်လို့တဲ့ချိန်မှာတော့မှပြည်သူတွေတိုက်တဲ့ပုံစံမပြောရဲအဲ့လိုပဲဒီရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေဟောဒီအင်းလေးဒေတာပေါ့ငလင်လို့တဲ့တို့ပျက်စီးသွားတယ်သွားလာနေတယ်ဘာလို့သွားလာနေလဲဆိုရင်အဲ့ဒီပျက်စီးသွားတဲ့အချမ်းဘက်မှာတော့တော်တော်များပြည်သူတွေနေတဲ့အချမ်းဘက်မှာ တော့သူတို့ကမဟုတ်မမှတတင်းနေလို့တိုက်ပွဲတွေဖြစ်တယ်တက်ကလေချောင်းတက်ခိုက်တယ်ဒီလိုမျိုးတွေပြောတဲ့ခါကျတော့တော်တော်ကေစေးရမသွားရေးဘူးဒီလိုခြေနေမျိုးတွေလည်းကြုံရတယ်နော်နောက်တစ်ချက်ကဒီတကြံနဲ့ပတ်သက်ပြီးတော့အစိုးရနေပြီးထုတ်ပြန်တယ်ဒါဒီငလင်ကလာဖြစ်သွားတယ်ဝန်ထမ်းချင်းထိမှကျွန်တော်9ရက်လောက်တယ်နော်အဲ့မှာတော်တော်များပါဝင်ကြတယ်ကျွန်တော်ကြည့်တယ်ဒီရန်ကုန်မြို့ပေါ်ကဆိုလို့ရှိရင်ဂုံတိုက်တွေပါတွေအစရက်ပြီးတော့ဒီဝန်ထမ်းချင်းထိမှကျွန်တော်လောက်ကြတယ် ်ကျွန်တော်မြင်နေတော့နောက်လာမယ့်နှစ်မတ်လ28ရက်နေ့တိုင်းမှာကျွန်တော်တို့ဒါရောက်တဲ့နေရာမှာမတ်တရက်ပြီးတော့အိုးဝဆွဲပြီးတော့ဒီလူတွေအတွက်ကျွန်တော်တို့ဒီအပြစ်မဲ့ပြည်သူတွေပေါ့အပြစ်မဲ့တည်ဆုံသွားတဲ့ကျွန်တော်ပြည်သူတွေအတွက်ဒါလုတ်ရမယ့်အရာလို့ကျွန်တော်မြင်နေပေါ့နော်အဲ့တော့အဲ့လိုမျိုးပူပေါင်းပါဝင်ကြတဲ့ပြည်သူလူထုတော်များဒါအစိုးရအကြီးညာတဲ့ဒီဒီနေ့တရက်နေ့ဧပြီလတရက်နေ့မှာ ဒီလိုမျိုးလုပ်မဆိုကြီးညားတယ်အကုန်လုံးပူအောင်ပါဝင်ကြတယ်ကျွန်တော်ပြည်သူတွေလည်းကျွန်တော်ညင်သက်ပေးကြတယ်အဲ့လိုပဲနိုင်ငံတကာဘောလုံးအသင်းကြီးတွေဖြစ်တဲ့ဒါ Real Madrid ဆိုလို့ရှင်လဲသူတို့ဒီဒါ Liga Nas လာအဲ့ဒီအသင်းနဲ့ဒီကစားတဲ့ပွဲမှာအဲခက်တာညင်သက်ပေးတယ်ဗောနော်အဲ့လို Manchester United Manchester City Brentford အသင်းပြီးလို့ရှင် Tottenham Hotspur Arsenal အဲ့လိုအသင်းတွေကလည်းအဲကျွန်တော်တို့နိုင်ငံအတွက်စုမုံအောင်တောင်းပေးကြတယ်ဗောနော်ဒါနိုင်ငံတကာကနေကျွန်တော်တို့ဒါ ူပေါင်းပါဝင်တဲ့အရာပေါ့နော်အဲကျေးဇူးတင်ပါတယ်အဲ့တော့လေဆိုတော့ဒီမှာတကြံနဲ့ပတ်သက်ပြီးတော့အဆူရအကျညာတယ်တကြံကတော့ကျွန်တော်တို့ယူရပဲမဖြစ်မနေကျင်းပါမယ်တော့တစ်နေ့တစ်ခါကျင်းပါမယ်ဒါမဲ့လေဟိုကခုံပြောပါတာမပါဝင်နဲ့ကျွန်တော်တို့ရဲ့မြန်မာဒလိထုံသန်းစင်လာအတိုင်းပဲရည်လောင်းမယ်နော်ရည်လောင်းပြီးလို့ရှိရင်ငင်းငင်းချင်းချင်းလေးနဲ့တကြံကိုဖြတ်တမ်းမယ်ပေါ့ဒါမျိုးလည်းကျွန်တော်လည်းသဘောကျပါတယ်အဆူရအဲ့လိုကျင်းညာတယ်ဒါအဲ့လိုကျင်းညာတဲ့အချိန်မှာပဲ ဒီပြည်ပြည်မီဒီယာတွေဘာဖြေပြလဲဆိုတော့ရန်ကုန်တိုင်းမှာမန္တလေးဆောက်လုပ်နေတယ်ဆိုတဲ့အကြောင်းပါတယ်ဒီလိုပောက်ခဲ့လေးတဲ့သတင်းဖြေပြတယ်ဒီမှာငလျင်ဘေးကူညီရေးအတွက်လူတွေကအကုန်လုံးထိုးပြီးဆင်းနေရတဲ့အချိန်မှာဒီဒီမန္တကဒီတိုင်းထားထားရတာဘယ်သူမှမကြည့်နိုင်ဘူးနေပြည်တော်မှလည်းအဲ့တိုင်းထားထားတာပဲမန္လိမှာလည်းထားထားတာပဲနောက်ပိုင်းမှာသူကနေသူဖြည်းဖြည်းဖြုတ်ချလိုက်ရတယ်ပေါ့နော်အခုဆိုလို့ရှိရင်ဒီဒီမြို့တော်ပေါ်မန္တတွေအကုန်လုံးဖြတ်နေပါပြီเนาะဒါဖြတ်နေပါပြီကျွန်တော်တို့ဒီတကြံကရေဆိုလို့ရပါတယ် ရည်စူးလို့ရပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကတော့ဒါအမြဲတမ်းတကြံရောက်ကနေတိုင်းဝမ်းနေရမယ့်အရာတော့ဖြစ်ပါတယ်။တော့ဒီကာလအတွင်းမှာပေါ့နော်။ဒီကာလအတွင်းမှာဒီစစ်စင်ရေးနဲ့ပတ်သက်ပြီးတော့အစိုးရရက်နာထားတဲ့အချိန်မှာပဲလာရှုမှာအအချို့သောပြဿနာလေးတွေဖြစ်ခဲ့တယ်ပေါ့။ပြဿနာလေးဖြစ်ခဲ့တဲ့ဆိုတာကလာရှုကနေပြီးတော့ MND ပြန်ဆုပ်ဖို့အရေးအောင်ပြတယ်။ဆေးရုံကိုလုံးဝပိတ်လိုက်တယ်ဆေးရုံမှာဒါ NLD ဆိုရလက်ထက်တုံးက ဂျပန်ကလှူထားတဲ့ပစ္စည်းတွေပေါ့နော်ဆေးရုံမှာရှိတယ်အဲ့ပစ္စည်းတွေအကုန်လုံးအခု MNDA ကတည်တော့ပါပြီဆေးမှာဆေးရုံမှာလည်းလုံးဝဆေးကုသမပြီးတော့ပါဘူးနော်အခုဆေးရုံပိတ်တယ်ပြီးလို့ရှိရင်ဒီ transformer တွေဖြုတ်တယ်မီးလည်းပြတ်သွားပါပြီအော်တော်တော်များများအရာတွေပေါ့နော်ဥမာဌာနဆိုင်ရာရုံးတွေမှာရှိတဲ့စတီကုံတွေဖျားဆင်းလူတော်တွေဥမာပြည်ခိုင်ဖြိုးရုံးမှာရှိတဲ့စတီကုံတွေဟိုဧည့်သည်လာလို့ရှိရင် တိတ်ဖို့တွက်ထားတဲ့ download တရားစာအကုန်လုံးကိုမှတည်သွားပါပြီတော့ last show ကသူတို့ပြန်ဆုတ်တာတကယ်ဆုတ်တာပါရှိသမျှပစ္စည်းတွေအကုန်လုံးခိုးပြီးဆုတ်တာတော့ဒီလိုမျိုးပြန်ဆုတ်တဲ့ထဲမှာသူတို့ပဲခိုးသလားဆိုတော့မဟုတ်ဘူး PDF ဒီသူတို့ရဲ့နောက်လိုက်နောက်ပါ AA ဒီပလောင်တွေလည်းပါတယ်လို့သိရတယ်ဆိုတော့ဒီရက်ပိုင်းမှာကျွန်တော်တို့ရုပ်တံမရိုက်ခဲ့တာနည်းနည်းကြာသွားပြီပေါ့နော်အဲ့တော့ဒီကာလအတွင်းမှာကျွန်တော်အာတက်နိုင်တဲ့လောက်တော့အကူအညီတွေပေးနေတယ်ပေါ့နော် တော့ကျွန်တော်ဗီဒီယိုကြည့်တဲ့ထဲမှာနေပြည်တော်ကသူတွေပါရင်တောက်ရီတုံးရီလိုအပ်တယ်ဆိုလို့ရှိရင်ကျွန်တော်ဆက်သွယ်လို့ရပါတယ်ကျွန်တော်အတက်နိုင်ဆုံးအမြန်ဆုံးကျွန်တော်လာရောက်ပြီးတော့ပို့ဆောင်ပေးနိုင်အောင်ကြိုးစားပေးမယ်အပြီးတော့ကျွန်တော်ဒီအစားတောက်လိုအပ်တဲ့နေရာတွေအတွက်ကျွန်တော်တသက်တသက်မှတ်မှတ်ပေါ့နော်ကျွန်တော်ရှိတဲ့ဒုံလာတွေသူတို့လောက်ခိုင်းထားတဲ့အရာတွေအကုန်လုံးကျွန်တော်စုပြီးတော့လုပ်ထားရှိပါတယ် မကြခင်မှာအဲ့စားတော့လိုအပ်တဲ့နေရာကျွန်တော်သွားပို့ပြီးမှဖြစ်ပါတယ်တကယ်လိုအပ်တဲ့သူတွေရှိတဲ့နေရာတွေပဲကျွန်တော်ပို့မှဖြစ်ပါတယ်တကယ်တမ်းဟိုဒီတနေ့တနေ့ကိုထမင်းတို့ခဏခဏရောက်လာတဲ့နေရာတွေတော့ကျွန်တော်မပေးပါဘူးချို့သူတွေကလည်းတိပါတယ်ထမင်းတို့ရောက်နေပြီမယူဆိုပြီးပြောပါတယ်ဟိုထမင်းတို့ဆိုတာမျိုးကလည်းနိုင်ငံတော်ကလည်းကြီးညာထားပါတယ်မဝေပါနဲ့နော်ဒီထမင်းတို့ဒီတိုးတဲ့ပြဿနာတွေကလည်းတော်တော်လေးပြဿနာရှိပါတယ်အဲ့တော့မလုပ်ကြပါနဲ့လို့ပြောချင်ပါတယ်ဆိုတော့ ဒီနေ့ရုပ်တံကတော့ဒီတိုင်းငလင်းနဲ့ပဲလုံးလည်ချလဲလိုက်နေမှာဖြစ်ပါတယ်။နောက်နေ့ရုပ်တံနေမှာတော့ဒီဖြစ်ပေါ်နေတဲ့မြေပြင်ခြေနေတိုက်ပွဲသတင်းတွေတော့ပြည်တွင်းပြည်ပသတင်းတွေကိုအတက်နိုင်ဆုံးစုံလင်အောင်ကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကြည့်ရှုအားပေးတဲ့အတွက်တယောက်ချင်းစီရင်ကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ KB WP ARP CBV ဖုန်းနံပါတ်ဖြစ်တဲ့39 480 398ကိုဒတိုက်ရအကောက်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ်။ KB WP ဖွင့်ပြီးတော့ ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နာမည်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လှုပ်ဆောင်နေတဲ့ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ video လေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ